ဟုတ်ကဲ့မင်္ဂလာပါညီမ new home ရဲ့ဒီမှာတင်လေကြိုးဆိုပါရစေ။ညီမတို့ဒီတစ်ပတ်တိုးလုပ်ပေးမယ့်အိမ်ကဆိုတော့နောက်မှမြင်နေရတဲ့အတိုင်းပဲလုံးဝ white တုံး color နဲ့တိဆောက်ထားပြီးတော့ clean vibe ပေါ့နော် clean vibe ကိုရရှိမယ်။မြင်လိုက်တာနဲ့ခန်းခန်းနားနားနဲ့အာမြင်အိမ်ရပေါ်မှာချစ်ချစ်လေးနဲ့တိဆောက်ထားတဲ့ royal classic sand နဲ့အိမ်လေးနဲ့ mix ဆက်ပေးပါမယ်။အိမ်ရဲ့အပြင်ဘက်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းကားပါကင်ကကားနှစ်စီးလောက်အေးအေးဆေးရက်လို့ရတယ်။ခြံစည်းကိုလည်းသူကလုံးဝခြံအပြင်ကို slider တကားနဲ့လုပ်ပေးထားတာပေါ့နော်။ညီမတို့တစ်ချက်လောက်ဖွင့်ပြပြပေးမယ်။ ချဲသီးဟွာဆိုလို့ရှိရင်သူက slide slide door တကားအောင်မှာခောက်တကားလဲခောက်တကားနဲ့ slide door တကားအောင်ပေါင်းပြီးလုပ်ပေးထားတယ်ကားဝင်ထွက်လဲအဆင်ပြေတယ်ကားဝင်ထွက်လဲကျဲဝင်နေပေါ့နော် channel ကိုမြင်ရမယ်ဆိုလို့ရှိရင်လည်းဒါ channel ဝင်သွားပြီဆိုလို့ရှိရင်ညီမတို့ကဒီမှာကားကား parking area ကလည်းဒီဘက်မှာလည်း ကားနှစီလောက်အေးအေးဆေးဆေးရက်လို့ရတယ်။သူကပေ20 60ဘောင်မှာတိဆောက်ထားတယ်ဆိုပေမဲ့သူ့မှာကမြေပိုပါတယ်။မြေပိုကဒီဘက်ဘေးပတ်လမ်းမှာဆိုလို့ရှိရင်တော့မြေပို9ပေနဲ့ဒီအချံရဲ့ဒီနောက်မှာဆိုလို့ရှိရင်10ပေနီးပါးလောက်မြေပိုပါတဲ့အတွက်ကြောင့်မို့လို့ပုံမှန်ရေဘူးကဆို29ဟာပေ80လောက်ဖြစ်သွားမှာပေါ့နော်။အဲ့တော့ညီမတို့ဒီ channel ကိုတစ်ချက်ညီမအရင်ဆုံးလိုက်ပြပေးမယ်ပေါ့။ channel channel ကိုဝင်လာပြီဆိုလို့ရှိရင်အကျွေးပြားအပြည့်ခင်းမိထားတယ်။ဒီရောက်မှလည်းအမ ground down ပါမယ်။ပြီးသွားလို့ရှိရင်ဒီနေရာမှာဆိုလို့ရှိရင်လည်းပန်းပင်လေးတွေဖိုင်နဲ့အလားဆင်လို့ရမယ်။ဒါကိုအတွက်မိသားစု က်ကိုလုံးဝ ASA file လေးရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းသူတို့ကဒီကရေမော်တာအတွက်ပဲဖြစ်စေဂျိုးပြူအတွက်ပဲဖြစ်စေပေါ့နော်ဒါကရေမော်တာတက်နေပါမယ်ဒါဆိုရင်ဒါမြေပိုပါတဲ့၅ပေပေါ့နော်မြေပိုပါတဲ့၅ပေအလုံးဝချမ်းပေးချမ်းစီဟိုးနောက်တိရှိရင်ညီမတို့တစ်ချက်လိုက်ပြပေးမယ်မြေပေါ်ကကြေကြေဝုန်းပါရတဲ့ကြောင့်မလို့ဒီမှာကအိမ်ထဲမှာလည်းကို့မှာကိုမြောင်းပုံစံမျိုးနဲ့လည်းလှုပ်ပေးထားတဲ့ကြောင့်မလို့ရေသွားရေလာရေစီးတောင်းလည်းကောင်းတယ်အခုဒါဆိုလို့ရှိရင်ညီမတို့ဒီကအရှိရကနေစဝင်လာပြီဆိုလို့ရှိရင်လုံးဝဒါက ခြံရဲ့နောက်နောက်ကိုရောက်ပြီးဒီနေရာမှာဆိုလို့ရှိရင်သူက10ပေလောက်ကျဲတယ်10ပေလောက်ကျဲတဲ့အတွက်ကြောင့်မို့လို့ကို customer စိတ်ကြိုက်သုံးချင်တဲ့ area တခုနဲ့သုံးလို့ရတယ်ကိုရဲ့ဒီကိုအိမ်နဲ့သက်ဆိုင်တဲ့ဒီ main line နေရာကလည်းခြံစည်းကိုအပြင်မှာရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုရဲ့ခြံစည်းကပြပြဝဝနဲ့အကျဉ်းဝန်းတစ်ခုကိုခန်းစားရမယ်ပြီးတော့လို့ရှိရင်ဝေလာတွေကတွေ့ရလိမ့်မယ်ညီမတို့ကဒီ outer line အပြင်ကိုမှာ safety ဖြစ်အောင်ဆိုပြီးတော့ blaze suit ကိုနှစ်ထပ်ကာပေးထားတာပေါ့နော်အဲ့ဒါဒီအဝင်ကနေပြီးတော့ဒီညီမတို့တစ်ခြံလုံးနှိပါအောင် blaze suit နဲ့နှစ်ထပ်ကာပေးထားတာပေါ့ဒါကတော့ခြံအပြင်ကမြင်ရတဲ့ area ပုံစံမျိုးညီဖို့ပါ ားတဲ့ဟောင်းညီမတို့ပြပေးရ။ညီမတို့ဒီကနေပြီးတော့အိမ်နဲ့တစ်ချက်လောက်ဝင်ကြည့်ကြမယ်နော်။အိမ်ရဲ့မျက်နှာစာဆိုလို့ရှိရင်တော့ခုနကညီမတို့လမ်းမကြည့်ရတဲ့အချိန်မှာအိမ်ရဲ့မျက်နှာစာလုံးဝအဖြူတနေခန်းခန်းကားတိဆောက်ထားတယ်။တိုင်လုံးနေနေဆိုလို့ရှိရင်တိုင်လုံးနေနေဆောက်ပေးထားတဲ့ကြောင့်မို့လဲတော့ကလုံးဝ classic white center ပေါ့နော်။အခုဒါညီမတို့အိမ်ထဲကိုဝင်ကြည့်မယ်။အိမ်ထဲဝင်ကြည့်မယ်ဆိုလို့ရှိရင်လေကျုံးတကားပေါ့နော်အဒီကကျုံးတကားကိုသူတို့ပုံပေးထားတယ် အခုအိမ်ထဲမှာဆိုလို့ရှိရင်ညီမတို့ကတကားကနှစ်ဆင့်တွေ့ရလိမ့်မယ်ဒါကတော့လုံးဝသူတို့ကျိုးကားသုံးမိထားတယ်ဒီကတော့ကိုမိသားစုတွေကလုံးဝစိတ်ဆိုင်ဖြစ်အောင်လို့ပေါ့နော်ဒီဘာသာစကားခောက်တကားကိုသုံးမတန်စုကျိုးနဲ့ခောက်တကားကိုသုံးမိထားတယ်ဒီအိမ်ထဲဝင်လာပြီဆိုလို့ရှိရင် living room area ကိုမြင်ရမယ် living room area တော့ပုံမှန်အနေထားပဲသူကဟိုပုံမှန်အနေထားအကျယ်ဝန်းနဲ့ဒီပုံမှန်ပုံစံမျိုးလေးပဲသွားပြထားတယ် echo နေပါတယ်တက်ဖို့အတွက်ကိုလည်း echo box တွေထားပေးထားတယ်ပြီးွားရင်သူ့စီမှာရှိရဲ့ဒီကက တကားပေါ့နော်ဒီ brain mount တွေဆိုလို့ရှိရင်လည်းလုံးဝက brain mount ကြီးပဲမဟုတ်ဘူးတအိမ်လုံးကိုသူကဒီမှာတန်ပန်းတစ်ထပ်ခံမိထားတယ်ပြောမစို့ဒါ safe ရအောင်လို့ပေါ့နော်တန်ပန်းတစ်ထပ်ခံမိထားတယ် ceiling height ကလည်းဒါပုံမှန်ဆက်နေပေခွဲလောင်မြင်အမြင်ရှိရ ceiling height ရှိရပေါ့နော်ညီမတို့ဒီကနေပြီးအိမ်ထဲကိုတစ်ချက်လောက်ဆက်ပြီးတော့တည်ကြည့်ကြမယ်ဒီရှောင်းလန်းနေသွားမယ်ဆိုလို့ရှိရင်ညီမတို့ဒီအောက်ထပ်မှာဆိုလို့ရှိရင်သူက master တခန်းပါမယ်ကစ်ချင်ပါမယ်ပေါ့နော်အခုညီမတို့ master ခန်းလေးတစ်ချက်သွားကြည့်ပါ ဒါကတော့အောက်ထပ်မှာမြင်ရမယ့်မာစာကန်ပဲဖြစ်ပါတယ်။မာစာကန်ကဆိုလို့ရှိရင်လည်းအတော်အသင့်ကျယ်တယ်။အိမ်တိုင်အိမ်လုံးကိုလည်းသူကပြောမယ်ဆိုတော့ကျိုးပါကင်းနဲ့ခင်းမိထားတယ်။ မဆာခံနိုင်လို့တော့ echo တက်တာကတော့တွေ့ရပါလိမ့်မယ်။ brain box တွေဆိုတာကလည်း brain box အကြီးကိုသုံးပေးထားတယ်။ဟို city safety ဖြစ်အောင်လို့ဒီမှာတန်ပန်းတက်ပေးထားတယ်။ဘာဆာခံဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘက်မှာဟော toilet လေးတစ်ခုပါမယ်ပေါ့နော်။ဒီ toilet ကဆိုလို့ရှိရင်ညီမလေးတို့ကပုံမှန်မြင်နေကြမှာမဟုတ်ဘဲနဲ့သူကတော့ဒီလေကကွေကိုပေါ့နော်နေရအပူလို့မရှိအောင်သုံးချင်တဲ့အတွက်ကြောင့်မို့လို့သစ်စနစ်ပုံစံမျိုးနဲ့သွားပြီးတော့တော်သင့်ကျယ်တဲ့ ဟိုကိုပိုင် toilet တွေတော့ဖြစ်သွားမှာပေါ့နော်သူကလေကွေအောက်မှာပဲထည့်ပေးထားရဲတက်စင်းနေတယ်သွားပြီးရဲပေါ့နော်ပြီးွားရင်သူ့ရဲ့အခန်းတိုင်းကဒီကချုံနကာကိုအိမ်ကရေချိုးကန်းအိမ်နာကိုလည်းဒီထဲထဲကတကားကိုလည်းချုံနကာတွေပဲသုံးမိထားရဲပေါ့နော်အခုနောက်မှမြင်ရမှာကြတော့ညီမတို့ကဒါတော့ kitchen area ပဲဖြစ်ပါတယ် kitchen area မှာဆိုလို့ရှိရင်လေဟိုကြွေပြားရည်နဲ့အေးအေးချက်ချက်လေးဖြစ်အောင်လို့ကြွေပြားလေးကပ်ပေးထားတယ်သူကတော့အောက်မှာ cabinet ပဲပါမယ်အပေါ်အတွက်ဒီအပေါ်ကဟိုအပ cabinet ကိုတော့ customer စိတ်ကြိုက် တုံးချင်တုံးလို့ရတာပေါ့နော်ပြီးွားရင်ဒီနေရာမှာဆိုလို့ရှိရင်ရေခဲတရားထားဖို့အတွက်ပလတ်တွေအကုန်လုံးအစင်းနဲ့ရေခဲတရားဝှက်ရှော့ထားဖို့အတွက်ကိုပလတ်တွေအစင်းနဲ့တုံးလို့ရမယ်ပြီးွားရင်ခုနကညီမတို့တွေ့ခဲ့တဲ့မြေပုံပေါ့အဲ့ဒီမြေပုံမှာကျတော့ customer တွေကတကယ်လို့ဒါဒီဟာကို drying kitchen နဲ့တုံးမယ်ဆိုရင်ဒီအရှိမဝက် kitchen နဲ့တုံးလို့ရမယ်ကိုမကိုဒါကအခန်းတစ်ခန်းထပ်ဖွဲ့ပြီးတော့ဒါကလုံးဝဝက် kitchen နဲ့တုံးပြီးတော့ဒီဟာ drying kitchen နဲ့ dining room နဲ့ပေါ့နော်ဟိုတွက်ဖက်ပြီးတော့တုံးလို့ရမှာပေါ့ဒီဘက်က kitchen ကန်းနဲ့ ဟိုအတွက်ရမှာဆိုလို့ရှိရင်ကျွန်တော်ထားအောင်တွက်လိုက်ရှိမှာဒါကတော့အများဆုံးပါเนาะကွန်မောင်းတွက်လိုက်တစ်ခုရှိမယ်သူလည်းပုံမှန်တိုင်းပဲဟိုချွေပြားတွေပါတယ်တစ်ခါလဲခတ်ပြီးသားဒီကွန်မောင်းတွက်လိုက်ရဲ့ဘေးမှာဆိုလို့ရှိရင်အခန်းတစ်ခန်းရှိမယ်သူက store area လုံးလို့လည်းရမယ်ဒါမှမဟုတ် main room ထားချင်လည်းရတယ်ဘာလို့ဆို green box တွေပါတယ်ရှိရတဲ့ကြောင့်မလို့လူနေလို့လည်းအဆင်ပြေရဲ့အတော်အသင့်ကျယ်တယ်ပေါ့เนาะဒီအခန်းဆိုတာကလေဒီမှာ work kitchen လေးเนาะ work kitchen လေးပြဖို့အတွက်ညီမတနေရာသာပြပေးမယ် ဒီနေရာပေါ့နော်ခုနောက်ကညီမတို့ခြံကနေပတ်ကြည့်လာပြီဆိုလို့ချင်းဒီနေရာလေးပေါ့ဒီနေရာဆိုတာ၁၀ပေလောက်၁၀ပေဒီလောက်၁၀ပေအကျယ်နဲ့ဒီ28ပေအကျယ်မှာဆိုအခန်းတစ်ခန်းပုံစံမျိုးလုပ်ပြီးဝက်ကီချင်းသုံးချင်လဲရတယ်ဒါတော့ customer စိတ်ကြိုက်ပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ညီမတို့အပေါ်တလေးတစ်ချက်တက်ကြည့်ကြဒီပေါ်လာထလာပြီဆိုလို့ရှိရင်ဒီလေကားဝင်တိုင်းကဒါ3မိမိပါလောက်တော့ရှိမယ်လေကားဝင်တိုင်းကလည်းပြ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 ရှိရယ် တက်လာတဲ့ဒီအထက်တိုင်းမှာလည်းမြင်ရပါလိမ့်မယ်။သူက lighting ကောင်းအောင်လို့ဒီမှာဟိုဒီ lighting ဝင်လို့ရတဲ့အလင်းဝင်လို့ရတဲ့အမှန်တွေသုံးမိထားရယ်ပေါ့နော်။ဒီလေကားဝင်ကလူနှစ်ယောက်အေးအေးရှင်တက်လဲရတယ်။ပစ္စည်းအတက်အကျအတင်အခြားလောက်တယ်ဆိုလို့ရှိရင်ကျယ်ဝန်းပမာဏတစ်ခုရှိရဲ့လေကားဝင်ပေါ့နော်။အခုဆိုရင်ညီမတို့ဒါဒုတိယတက်ပေါ့ဒုတိယတက်ရောက်ပြီဒုတိယတက်မှာဆိုညီမတို့ကမာစတာတခန်းပါမယ်ဒီဘက်မှာမာစတာတခန်းပါမယ်ပေါင်းမာစတာနှခန်းပါမယ်ဖျားခန်းပါမယ်ပေါ့နော်ဒီကညီမတို့လေကားတက်တဲ့ချင်းအနည်းဆုံးမာစတာခန်းတစ်ခန်းကိုလိုက်ပြပေးမယ် ဒီမှာစာကန်ကဆိုလို့ရှိရင်ပြောမယ်ဆိုတော့အတော်အသင့်ကျယ်တယ်မိသားစုသုံးလို့ရတဲ့ပမာဏအတိုင်းအတာရှိရယ်ဟောဒီမှာ brain mouse တွေဆိုလို့ရှိရင်လည်း brain mouse အကြီးကြီးသုံးပေးထားရတယ်အခန်းတိုင်းမှာတော့ echo တက်ပေးထားရတယ်ပေါ့နော် ceiling height ကလည်းအောက်ကလိုပဲဆက်နက်ပေးပုံစံမျိုးနဲ့ပဲ ceiling height ကအတော်အသင့်လည်းမြင်တယ်ဒီမှာသုံးလို့ရတဲ့ toilet ပါမယ်သူ့ toilet ကတော့နည်းနည်းကျန်နေအောင်လို့ဖြစ်သွားမှာပေါ့နော်ပြီးတော့ညီမတို့ဟိုဘက်အခန်းကိုဆက်သွားကြမယ်ဒါကတော့ဒုတိယတက်မှာရှိရဲ့နောက်ထပ် master room တစ်ခန်းပဲဒီ master room ကလည်းအတော်အသင့်ကျယ်တယ် lighting နေပါမယ်ပုံမှန်တိုင်းပဲပုံမှန်တိုင်းပဲညီမတို့ aircon တက်ပေးထားမယ်ဒီမှာလည်းရေချိုးခန်းအိမ်တာတွဲရက်ပါမယ်ပေါ့နော်ပြီးွားရင်တော့အရှိမှာတော့ဖျားခန်းရှိလိမ့်မယ် ဒီဟာကတော့ဖျားကန်ဖျားကန် area ပေါ့နော်ဖျားကန် area လုံးလို့ရမယ်ဒီနေရာမှာဆိုရင် customer စိတ်ကြိုက်ဖျားကုတ်ဖျားကောက်ကိုယ့်မှာကိုယ် customer စိတ်ကြိုက်လုံးလို့ရမယ်ဒီနောက်တွေမှာလည်း brake box တွေထားထားပြီးရဲ့အတွက်ကြောင့်မို့လို့ lighting ကောင်းကောင်းလေးဝင်မယ်ဖျားကန် area ကိုတသက်ရဲ့လေးထားလို့ရတယ်ပေါ့နော်ပြီးွားရင်ဖျားကန်ရဲ့တက်ဆက်တဲ့ဒီမှာ runner လေးရှိမယ်ပေါ့ဒီ runner လေးရကြောက်လည်းကိုယ့်မှာကိုယ်ဟို customer စိတ်ကြိုက်သုံးပြီးလို့ရမယ်ဒါကတော့ဖျားကန်နဲ့တက်ဆက်တဲ့ဆိုတော့လေးဝင်လို့လည်းကောင်းမယ်အလေးရောင်လိုက်လည်းကောင်းမယ်ဒီနေရာလေးကလည်းအတော်အသင့်ကိုကျဲတယ်ပေါ့ ဲ့တော့ညီမတို့အပေါ်မှာတစ်ထက်ကြံသေးရဆိုအပေါ်တက်တစ်ထက်ကိုလိုက်ကြည့်ကြပါအောင်ဒီထက်မှာဆိုလို့ရှိရင်လည်းအလင်းရောင်ရအောင်လို့တို့ကဒီမှာအလင်းရောင်ရတဲ့မှန်တဲ့ခိုင်နဲ့သုံးမိထားပါဘောနော်အခုညီမတို့ဒါဆိုအပေါ်ဆုံးတက်ကိုရောက်ပြီဒီအပေါ်ဆုံးတက်မှာဆိုမာစတာတခန်းရှိမယ်ပြီးွားလို့ရှိရင် living room area တပုံစံမျိုးနဲ့ roof slab ရှိမှာပေါ့နော်ဒီမာစတာခန်းကလည်းညီမတို့အောက်မှာတွေ့ခဲ့တဲ့မာစတာခန်းလိုပဲအကျယ်ဝန်းပုံစံကတော့တူတူပဲအင်္ဂါပါမယ်ဒီခင်းထားတဲ့အခန်းပုံစံဖွဲ့စည်းထားပုံစံကလည်းတူတူပဲပေါ့နော် ဟိုတိတ်ပြီးတော့ကွဲပြားသွားတာမျိုးတော့တိတ်မရှိဘူးပေါ့ဒီရောက် living room ပေါ့နော် living room area လို့အောက်မှာအောက်ထပ်မှာရှိရပါအတိုင်းပဲဒီမှာ living room area ထပ်လုပ်လို့ရမယ် living room area အရှိမတစ်ဆက်တည်းမှာလုံးဝဒါ roof slat အကျယ်ကြီးရှိတာပေါ့နော် roof slat အကျယ်ကြီးရှိတဲ့အတွက်ကြောင့်မလို့ကိုမိသားစုတွေနဲ့ဒါကပွဲတွေပါလေလှုပ်ချင်တယ်ဒါမို့တကယ်ချင်းတွေ private ပဲတွေပါလေလှုပ်ချင်တယ်ဆိုလို့ရှိရင်အဆင်ပြေတဲ့ area တစ်ခုရှိရဒီကနေထွက်ကြည့်မယ်ဆိုလို့ရှိရင်ဒါကကိုနေရဲ့ မျိုးရဲ့အပေါ်ဆုံးတက်က view ကိုရမှာပေါ့နော်ဒီဒီဥစ္စာအကုန်လုံးလည်းကြွေပြားရဲ့ခင်းမိထားတယ်။နေရာအတော်အစ်လည်းတဲတယ်။ဒီအပေါ်အနေကြည့်မယ်ဆိုညီမတို့ကဒီမှာကြောင်လီကားနဲ့အပေါ်ဆုံးမှာ roof တစ်ခုရှိအောင်မှာပေါ့။အဲ့အပေါ်မှာကျတော့ customer စိတ်ကြိုက်ကိုကဆိုလာတက်ချင်လာလား။ဆိုလာတက်ချင်လဲဆိုလို့ရှိရင်ရတာပေါ့နော်။နေရာတနေရာရှိပြီးသား။ ဟုတ်ညီမဒီနေ့ပြသွားတဲ့အိမ်လေးကဆိုလို့ရှိရင်တော့တွေ့ရတဲ့အတိုင်းပဲတအိမ်လုံးကိုလုံးဝအဖြူအဖြူရောင်နဲ့သုံးထားပြီးရောအထဲထဲမှာလည်းကျွတ်ပါကေးအပြင်နဲ့ခန်းခန်းနာနာကြီးကြီးလေးနဲ့ဆောက်လုပ်ထားတဲ့အိမ်လေးပဲဖြစ်ပါတယ်။ဒီအိမ်လေးရဲ့ဈေးနှုန်းကဆိုလို့ရှိရင်တော့ချက်သိန်း1000နဲ့မှ2600ပဲရှိမှာပါ။ဒီအိမ်လေးနဲ့ပတ်သက်ပြီးရောညီမတို့ဆက်သွယ်ပြီးရောမေးမြန်းချင်တဲ့ဆိုပါကညီမတို့ရဲ့ New Home Reality Facebook Messenger ဒါမှမဟုတ် Hotline Number 00လေး00လေး666ကိုဆက်သွယ်ဆုံးသက်လို့ရပါတယ်ရှင်။